ှာဆိုတော့နေရအပူဆုံးချိန်ဖြစ်နေပါလေဒီလိုအပူဆုံးချိန်မှာဒါမှတက်တက်ဆက်ဆက်နဲ့ဒီမှာတော့လာပြောအားပေးတဲ့တော့ဆက်မိုးလုံးပြည်သူလူအားလုံးအများကြီးကျေးဇူးတင်ပါတယ်လို့ပြောရအောင်ဘုန်းတဲ့နေလဲတော့ပုံပြီးတော့ပူသွားကြအကြောင်းမရှိပါဘူးဒါကြောင့်မလို့ဒီမားတို့ရဲ့မြန်မာနိုင်ငံဟာဥပင်းသောကတွေမှလွတ်ကင်းဖို့အတွက်ဒီမားတို့ပြောင်းလဲတဲ့နေကိစ္စတွေကိုပြောင်းလဲရတော့မယ်လို့ဒီမားတို့ချင်ပါတယ် ဒီလိုပြောတဲ့အတွက်အဓိကတော့ပြည်သူလူထုပဲဖြစ်ပါတယ်ပြည်သူလူထုဆိုတာနဲ့ဒီတိုင်းကြောင်ပြောင်းလဲပေးနိုင်မှာပါကျမတို့တူတူချင်းအနေနဲ့လည်းပြောင်းလဲလို့မရဘူးအဖွဲ့တွေအနေနဲ့လည်းပြောင်းလဲလို့မရဘူးပြည်သူလူထုပါဝင်မှကျမတို့နိုင်ငံမှာလိုအပ်တဲ့အပြောင်းလဲတွေကိုကျမတို့လုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ဒါကြောင့်ဒီဘက်တော့အခုလာမယ့်ရေတောက်ပေါ်နဲ့ပတ်သက်လို့တက်နိုင်ကြမြစင်နိုင်ကလုံးကိုဖြတ်သွားပြီးတော့မြို့သားဒီမူရေးကြီးဖွဲ့ချုပ်အတွက်ဘာလို့ရေတောက်ပေါ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြောရဆိုရတာဟာဒီဘက်ကနိုင်ငံရဲ့အနာဂတ်ကိုပြည်သူလူထုနဲ့တူတူတည်ဆောက်ချင်တော့ဖြစ်ပါတယ်ဒီကဒီမျိုးလာတဲ့အခါမှာလူငယ်တွေအများကြီးတွေ့ရလို့အင်တာမအပ်တတ်ပါတယ် ဒေနီယာမှာလည်းဖြစ်ဖြစ်လူငယ်တွေဟာတက်တက်ကြွားကြွားနဲ့နိုင်ငံရဲ့ဖြစ်စဉ်မှာပါဝင်လို့ရှိလို့ရှိရင်ဒီမှာတော့နိုင်ငံအတွက်မျှော်လင့်ချက်တွေကိုအများကြီးပေးလို့ပဲဖြစ်နေပါတယ်လူငယ်တွေဆိုတဲ့နေရာမှာဆက်ရှင်နဲ့အောက်လူငယ်တွေကလည်းအရေးကြီးတယ်လို့ဒီမှာသတိပေးကြရစို့ဆက်ရှင်နဲ့ကြွားမှာမဲပေးနိုင်ရဲ့ဆိုပေမဲ့ဆက်ရှင်နဲ့အောက်လူငယ်များကလည်းကိုယ်နည်းကိုယ်ခံနဲ့ ကိုယ်နိုင်ငံရဲ့အနာဂတ်အတွက်ပါဝင်ပြီးတော့ဆောင်ရွက်ပေးနိုင်ပါတယ်။ဥပမာဆိုလို့ရှိရင်အခုအချိန်မှာတောင်မှဆက်ရှိနေအောင်လူငယ်များမဲပေးပိုင်ခွင့်မရှိသေးတဲ့လူငယ်များဟာရွေးကောက်ပွဲမှာကျမတို့ပြည်သူအများစုပါဝင်နိုင်အောင်လို့ဝိုင်းဝန်းပြီးတော့ကူညီပေးနိုင်ပါတယ်။ဥပမာဆိုလို့ရှိရင်မဲစင်းထဲမှာပါရလာအဲ့ဒါကိုသွားပြီးတော့ကြည့်ဖို့ကိုယ့်ရဲ့အကြီးလေးမဲပေးနိုင်တဲ့ပုံစံတွေကိုဆော်ဖို့ ိုယ်တိုင်သွားပြီးတော့ကြည့်ပေးဖို့ကြည့်ပေးပြီးလို့ရှိရင်ဥမာဆိုရင်ဥလေးဆိုရင်ဥလေးဥလေးပေါ့နော်ဥလေးတော်ဥလေးတော်လို့နာမည်မပါဘူးသွားပြီးတော့အဲ့ဒီဟာပေါင်းလို့ပါအောင်ဆိုပြီးတော့ဒီလိုကုညီပြီးတော့ဆောင်ရွက်နိုင်တဲ့ကိစ္စလေးအများကြီးရှိပါတယ်ခေတ္တပွဲနေ့မှာလည်းခေတ္တပွဲမဲယုံကိုသွားဖို့ရအကူညီလိုတဲ့အသက်ကြီးရွယ်ဝတွေကိုသွားပြီးတော့တွဲပေးဖို့အိမ်ဆောင်ဘုရားလို့ရှိရင်တမိသားဆုံးတမိသားစုလို့သွားပြီးတော့ မဲပေးရမယ့်အချိန်မှာဆိုလို့ရှိရင်အိမ်ဆောင်ပေးဖို့ခလေးဆောင်ပေးဖို့ခလေးချင်းပေးဖို့စသဖြင့်ညီမျိုးမျိုးနဲ့ဆက်ရှင်နေအောင်လူငယ်များကလည်းဖြူတော့ပွဲဖြစ်စဉ်မှာပါဝင်နိုင်ပါတယ်ပါဝင်စေချင်ပါတယ်ဒီလိုငင်းငယ်ရရဲ့ကနေပြီးတော့စပြီးတော့ကိုယ်နိုင်ငံရဲ့အရေးအတွက်ပါဝင်တဲ့လူငယ်များဟာဒီနေ့ကျမတို့အင်တာမအားကိုရမယ်နိုင်ငံအကျိုးဆောင်မဲ့လူကြီးဖြစ်လာမှာပါအခုကျမတို့ ရေကောက်ဖွင့်ကျင်းပြတဲ့အခါမှာမဲဆွဲရတယ်စီယုံရတယ်ဒီလိုမဲဆွဲခြင်းစီယုံရင်းဆိုတာစီယုံရင်းဆိုတာလေကျမတို့အခုဒီမောကဲချင်းလမ်းစာပေါ်ကိုရောက်လာလို့လောက်နိုင်တဲ့ကိစ္စတခုပါဒီမောကဲချင်းလမ်းစာပေါ်ရောက်လာပြီဆိုတော့ရွေးကောက်ပွဲတွေလုပ်ရပါတယ်ရွေးကောက်ပွဲမှာမဲရဖို့အတွက်ပြည်သူလူထုကိုစီယုံရပါတယ်ပြည်သူရဲ့အကြိုက်လိုက်ပြီးတော့လုပ်ရတဲ့လူတွေလည်းရှိပါတယ် ဒါပေမဲ့ဟိုတော်တော်ကကျမကိုဆရာတော်တမားကနေပြီးတော့ဩဝါဒပေးလိုက်တယ်လို့ပေါ့နော်အကြိုက်လုံထာနဲ့အကျိုးလုံထာနဲ့မတူဘူးတဲ့အဲ့ဒါပြည်သူတွေပတ်ထားလို့ဆိုနေပါလေအကြိုက်လုံတဲ့ဆရာရုပ်တော်ပွဲကြီးမှာဟိုဟာဒီဟာလိုက်လို့ပြရပေါ့နော်အကျိုးဆောင်ရတဲ့ဆရာဟာပြည်သူရဲ့အကျိုးရေရှည်အကျိုးညောကိုညောကိုပြီးတော့လုံးတင်တာလုံးတယ်မလုံးတင်တာမလုံးဘူး အခုကျမတို့ဒီအချင်းပြင်းနဲ့ဒီဘက်ပိုင်းကိုရောက်လာတဲ့အခါမှာမကြာခဏကြားရပါတယ်ပြည်သူတွေမင်းနဲ့မိကွန်းနေတဲ့မှာဆိုလို့ရှိရင်ဘာသာရေးနဲ့ပတ်သက်လို့ကျမတို့အဖွဲ့ချုပ်ကိုတိုက်ခိုက်နေတယ်ပြီးတော့ဘာသာရေးကိုအဆုံးချပြီးတော့တစ်ဖက်ကနေစီးအောင်နေကြတာအဲ့ဒါကိုကျမတို့လူသဘောရလဲလို့မေးပါတယ်ပြီးတော့ကျမရှင်းပြပါတယ်ဘာသာရေးကိုသုံးပြီးတော့နိုင်ငံရေးလုပ်တာဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရရောက်ပါတယ်

နေဖို့အင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်ကျမတို့ကမဲဆွဲစီုံတဲ့နေရာမှာပြည်သူလူထုတွေကြားမှာစိတ်ဝင်ခွဲစေမဲ့ဤရယ်နဲ့ကျမတို့မဲဆွဲစီုံနေတော့မပြုတ်ပါဘူး။ကျမတို့ပြောပါတယ်ကျမတို့ကအစိုးရကိုပြောင်းတင်နေဆိုတာကျမတို့ကစနစ်ကိုပြောင်းတင်တာကျမတို့ကပေါက်ကုန်တူတယောက်အခွင့်အရေးတစ်ခုကိုတိုက်ခိုက်နေတာလည်းမဟုတ်ဘူးပေါက်ကုန်တယောက်အခွင့်အရေးတစ်ခုကို အောင်နိုင်ကျင်တာလည်းမဟုတ်ဘူးစနစ်တကူကိုပြောင်းကျင်တာအဲ့ဒီစနစ်ပြောင်းဖို့အတွက်ကျမတို့အောင်နိုင်မှုလိုချင်တာပါဆိုတော့ပြည်သူလူထုကိုတင်ပြပြရစီကျမတို့ပြည်သူရအပြောင်းအလဲကိုအင်မတန်လိုချင်နေကြရတယ်ဆိုတာဟာကျမတို့သိနေတာကြပါပြီနှစ်ပေါင်းများစွာပြည်သူကိုမဟုတ်မပြည့်တဲ့စနစ် အာနာရှိမှဩဇာရှိမှအရင်ပါတယ်ဆိုတဲ့စနစ်ကြီးကိုပြောင်းဖို့ဆိုတာအများပြည်သူကလုံလားတယ်ဆိုတာကျွန်တော်တို့သိပါတယ်နိုင်ငံတကာနိုင်ငံမှာတကယ်လို့ပြည်သူကိုတံပေါ်ထားတယ်ဆိုလို့ရှိရင်ပြည်သူတယောက်ချင်းတယောက်ချင်းဟာကိုယ်ကဘယ်လိုယာဉ်ရှိရှိမရှိရှိပိုက်ဆံရှိရှိမရှိရှိကိုယ့်ရဲ့အခွင့်အရေးတွေနိုင်ငံတော်ကဥပဒေကပေးထားတဲ့အခွင့်အရေးတွေအားလုံးကို ်ဖြစ်ပြီးဝဝခံစားပိုင်ခွင့်ရှိရမှာပါအဲ့တော့အဲ့ဒီလိုပြည်ပြည်ဝဝခံစားကပိုင်ခွင့်ရှိမှဒါတကယ်ဒီမိုကရေစီလို့ပြောနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာရဲ့ပြည်သူလူထုအားလုံးစဉ်းစားမှာတရုတ်ချင်းတယောက်ချင်းစဉ်းစားပါကိုယ့်ရဲ့ဘဝမှာလွတ်လပ်ရလားကိုယ့်ရဲ့ဘဝမှာလုံခြုံရလားအဲ့လားဟာဒီမိုကရေစီရဲ့အတိုင်းပါပါကျမတို့အများကြီးပြောပါတယ် ဒီမိုကရေစီဆိုတာပြည်သူတွေရဲ့ဘဝကိုလွတ်လပ်မှုနဲ့အာမခံရမယ်။လုံခြုံမှုနဲ့အာမခံရမယ်။ပြည်သူများကိုယ့်အိမ်ပြန်ထွက်လို့ရှိရင်လွတ်လပ်လပ်လပ်လုံလုံခြုံခြုံနဲ့ထွက်နိုင်ရလား။ကိုယ်သွားတဲ့နေရာကိုလွတ်လပ်လပ်လပ်လုံလုံခြုံခြုံနဲ့သွားနိုင်ရလား။ကျွားတော့မနေ့တနေ့ကမနေ့ကမှအတွေ့အကြုံပေါ့နော်ဒါနဲ့ကိစ္စစတာလည်းနေ့ရက်၃နေ့လောက်ခဲတာစတာပေါ့မြင်းကြီးနာမှာဖြစ်တဲ့ကိစ္စပါဒီမှာတော့တချို့ဒီက မျိုးသူမျိုးသားတွေလည်းကြားပြီးဖြစ်မှာပါမျိုးလားဒီမိုကရေစီဖွဲ့ချုပ်ကမနှောပွဲမှာဟောပြောပွဲလုပ်ဖို့ခွင့်ပြုချက်တောင်းပါတယ်ဒီမနှောပွဲကိုပိုင်ဆိုင်တဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းကိုတောင်းတော့သက်ဆိုင်တဲ့အဖွဲ့အစည်းကခွင့်ပြုချက်ပေးပြရာတောင်မှကျွားတော့လွတ်လွတ်လပ်လပ်နဲ့ဟောပြောပွဲမလုပ်နိုင်အောင်လို့အုပ်ချုပ်ရေးပိုင်ဆိုင်ရတဲ့ပြောတားမြစ်ခဲ့တာရှိပါတယ်ဒီတော့ကျွားနိုင်ငံမှာလွတ်လပ်မှုမရှိဘူးဆိုတာကိုပြရပါမယ် ဥပဒေကမလုပ်ဖဲနဲ့အုပ်စုအုပ်ဖွဲ့တချို့အစုအဖွဲ့တွေရဲ့သဘောထားအရသာလုံးကြတာဖြစ်ပါလေခရရဲ့ဘာအရှိရလူတွေကတော့နည်းနည်းခံပေးပါဒါပေမဲ့တော်ပြီတော်ပြီဒီဟိုသူမပြောနိုင်လဲတော့ပြောပါလိမ့်အဲ့ခြံခဲလို့လည်းတော့မပြောနိုင်တော့တော်ပြီနေတိုက်ပူတယ်နော်နေတိုက်ပူတဲ့အခါကျတော့အရှက်ထံတွေထိုင်ဖို့ဆိုရင်ထပ်ပါလေထိုင်နိုင်တော့ထိုင်ပါဒါပေမဲ့မဖြစ်လို့ရှင်လည်းမလုပ်ပါနဲ့ အဲ့တော့နော်ကျွားတော့ဖွဲ့ချုပ်ကလူတွေဘိုးကြတာလည်းမခံနဲ့တော့ကျွားတော့ဘဲနဲ့ဘဲဖွဲ့ဘိုးကြတာမှမခံနဲ့ကျွားအနေကျွားတော့ကျွားပြော်လေကျွားရပါတော့ပြည်သူလူထုနဲ့ကျွားတော့ကောင်းကောင်းဆက်ဆံနဲ့အဖွဲ့ချုပ်ဝင်တွေကျွားတော့တင်းကျပ်တယ်ဆိုတော့ဒီလိုပဲဖြစ်ရမယ်ကိုယ်လူငယ်နဲ့ကိုယ်တင်းကျပ်ရမယ် ကောလူတွေအခွင့်ရပေးပြီးတော့ညာတာပြီးတော့ပြည်သူလူထုကိုဖိနှိပ်တဲ့စနစ်မျိုးဆိုတာကျမတို့ပြောင်းလဲရမယ်စနစ်ဖြစ်ပါတယ်လို့ဆိုတာအဲဒီချိန်ရဲ့ကျွန်တော်ဆက်ပြောရမယ်ဆိုရင်တချို့ကမေးပါတယ်ကျမတို့ရဲ့အဖွဲ့ချုပ်ကကိုယ်စားလှယ်လောင်းတချို့ကိုပေါ့နော်အချို့တို့တိတ်ပြီးတော့မချင်နိုင်ဘူးတဲ့ဒါကိုကျမတို့ကနေအာအဲဒီတာဝန်ယူသလားဆိုတော့ကျမတာဝန်ယူပါတယ်လို့ အဖွဲ့ချုပ်ကရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်လောင်းနေတဲ့ပတ်သက်လို့အဖွဲ့ချုပ်ကတာဝန်ယူရတယ်။ပြုပြင်ဖို့လိုတာရင်ဒီမှာတော့ပြုပြင်ပေးမယ်။ဆုံးမလို့လို့ရင်ဒီမှာတော့ဆုံးမပေးမယ်။အရေးကြီးမလို့ရင်လည်းဒီမှာတော့ပဲအရေးကြီးပေးပါမယ်လို့ကျွန်တော်ပြောပြသေးတယ်။ဒီလိုမျိုးကရုံရုံချင်းချင်းနဲ့ကျမတို့ရဲ့အဖိုက်ချုပ်ကိုမဲပေးနေကြပါလေ မှန်စစသွားတယ်ဒါကပြတ်သွားလို့ဘာလုံးလုံးလလလုံးလုံးချုံချုံနေလို့ဆိုတာဟာကိုယ့်ရဲ့နိုင်ငံမှာကိုယ်မှာမှန်မှန်ကန်ကန်ဘယ်သူမှမထိခိုက်တဲ့ကြီးရယ်နဲ့ဘတ်ဘဝတိုးတက်ရေးအတွက်လုံဖို့လွတ်လပ်မှုလိုတယ်လွတ်လပ်လပ်လပ်နဲ့ကိုယ်လုံးလို့ကိုရရှိလာတဲ့ကျွမ်းဝမှုတွေကိုလည်းလုံးလုံးချုံချုံနဲ့ထိမ့်ထိမ့်သားနိုင်တဲ့အခွင့်အရေးတွေလိုတယ်အခုဆိုရင်တနိုင်လာလုံးမှာ ကျမတို့ကြားနေရတဲ့ကိစ္စကလေယာဉ်မြေမတရားသဖြင့်သိမ့်ရှိနေတာကိုယ့်ရဲ့ဘုံကပိုင်ခဲ့တဲ့လေယာဉ်မြေတွေကိုဩဇာအာဏာသုံးပြီးတော့သိမ့်ရှိတဲ့ကိစ္စလေဆိုတာကျမတို့ပြည်သူလူထုတွေကမှလုံခြုံမှုမရှိဘူးဆိုတာပြတာပဲဖြစ်ပါတယ်။ဒါနဲ့တော့ပတ်သက်လို့ဥပဒေအရကျမတို့ပြည်သူတွေကိုကာကွယ်ရမယ်အမှားတွေကိုပြင်ယူရမယ်မမှားတဲ့စနစ်ဆိုတာမရှိပါဘူး။ हमारे जुमले में शिवा तुम्हारो तमाम लुदारे सुरालो हमारा चारा बाबे तुम्हारो भोजन से मारे हमारे शिवा रे आने दे दे शिवा रे तुम्हारो टचे नो डाले हो क्यों भी ने वो चोजा आवारे सोया सने तकु मारे हमारे सुरा पिता बाबे यार मैं गो हमारे सुरा वो ही मखाने कैसे आवा इमदा से काम <laughs> ဖိထားရလို့မဟုတ်ဘူးပေါ့နော်။မှားပါလေဆိုတော့ဝေခံပြရတော့ပြင်မဟာပြောကြရမှာဖြစ်ပါလေ။ဒါကျမတို့ရဲ့အဖွဲ့ချုပ်ကပြည်သူလူထုနဲ့အတူလက်တွဲပြီးတော့ဒီနိုင်ငံကိုပြန်လည်ထူထောင်ဖို့ရဲ့အတွက်ဒီနိုင်ငံငြိမ်းချမ်းဖို့အတွက်ဖွံ့ဖြိုးဖို့အတွက်ကျမတို့ကြိုးစားမှာပါ။ဒီလိုပြည်သူလူထုနဲ့သူတို့လုပ်တဲ့အခါမှာကျမတို့ကဖွင့်လင်းမြင်သာမှုကိုသိကြတော့အလေးထားတယ်။ ဘာဖြစ်လို့ပွင့်လင်းနေမှာဒါမျိုးအလေးထားလဲဆိုတော့ကျမတို့ဆောင်ရွက်ချက်တွေပွားရင်ဒီလူတွေကထောက်ပြလို့ရတယ်။တချို့တွေကကိုယ့်ရဲ့ဆောင်ရွက်ချက်တွေမှားလို့ထောက်ပြရအောင်မကြိုက်ရဘူး။ထောက်ပြသူကိုယ့်ရံမှုဆိုတော့အဲ့လိုတပ်သတ်မှတ်ကြတယ်။ဒါပေမဲ့စေတနာမှန်မှန်နဲ့ကိုယ့်ရဲ့အားလမ်းချက်ကိုထောက်ပြရတာမိတ်ဆွေကောင်းမယ်။ညာသူကထောက်ပြရင်တောင်မှမိတ်ဆွေလို့သဘောထားတယ်။ အော်သူထောက်ပြလိုက်လို့ကိုယ့်ကိုယ်ကိုပြုမြင်ပိုင်ခွင့်ရသွားပါလားဆိုပြီးတော့အဲ့လိုစိတ်နဲ့ကျမတို့အားလုံးအလုံးလုံးနဲ့ဆိုလို့ရှိရင်ဒီနိုင်ငံဟာအများကြီးတုတ်တက်မှာဖြစ်ပါတယ်မှန်ပါပဲဒါကြောင့်ကျမတို့ပြည်သူတွေကနံပါတ်၁ကိုယ့်ကိုယ်ကိုယုံကြည်ဖို့လိုတယ်လူများပြောတဲ့လိုက်ပြောမယုံနေပါနဲ့ချောင်းချောင်းချင်းချောင်းတိုင်းလည်းလိုက်ပြောမကြောက်နေပါနဲ့ပေးလိုက်တော့တိတ်ဖို့မကြနဲ့တော့ယူလို့ယူလိုက်ပါ ကိုယ်တိုင်ကပေးနိုင်ကမ်းနိုင်တဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ဒီမှာကပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ပြည်သူလူထုရှေ့ရရထားတဲ့ရံပုံဝဲပတ်မိုးမှုတွေနဲ့ရှင်သန်နေရတဲ့အဖွဲ့ပါ။ဒါတော့ကျမတို့ကိုယ်တိုင်ကပေးနိုင်ကမ်းနိုင်တဲ့အဆင့်မှမရှိပါဘူး။နောက်လဲကျမတို့ကပြည်သူလူထုကိုပေးဖို့ကမ်းဖို့ဆိုလို့အခွင့်အရေးတွေနဲ့လုံပိုင်ခွင့်တွေကိုပဲကျမတို့ကပေးချင်တာပါ။ဒီမှာတော့ဒီလိုကျွန်တော်ယုံကြည်တယ်အခွင့်အရေးမှန်မှန်တန်တန်ပေးမယ် လောက်ကိုင်းမှုတွေလောက်ကိုင်းခွင့်တွေပြောမယ်ဆိုရင်ကိုဘဝကိုဥပဒေအောင်လို့လောက်နိုင်တဲ့လူမျိုးတွေဖြစ်တယ်လို့ဒီမှာယုံကြည်တယ်။ဒီမှာဒီမှာရဲ့ပြည်သူတွေဟာလက်ပြန်တောင်းနေတဲ့ပြည်သူတွေမဟုတ်ဘူးဆိုတော့ဒီမှာယုံကြည်တယ်။ဒါကြောင့်ရောင်းတော့ဒီမှာတော့ပေးပြီးတော့ဒီလိုနဲ့ကိစ္စကိုလုံးဝမလုပ်ပါဘူး။ဒါပေမဲ့လည်းကို့ပေးရင်တော့ယူလိုက်ပါဒီမှာတော့အနေနဲ့ပြုလိုက်တာပွားနိုင်ပါလေ။ ်တယ်တော့ဘာမပေးနဲ့တော့ဘာဖြစ်လဲဆိုတော့တခုခုဒေါ်လို့မဲပေးလိုက်တယ်ဆိုရင်ဒါဟာလောက်ပေးလိုက်တဲ့သဘောဖြစ်သွားတယ်ဆိုပြီးအပေးလို့မဲပေးဒါပေမဲ့ပေးအောင်ယူလိုက်ပြီးတော့ဘာကိုကိုမှလည်းပါချင်တဲ့ပါဒီကိုမဲပေးလို့ရှိရင်အဲ့ဒါလောက်ပေးလိုက်ယူဖို့ပေးရလို့ကုသိုလ်ရအောင်လို့ယူပေးတာအဲ့ဒါယူရတယ်ညောဘယ် မလဲဆိုတော့ဒီမှာတော့ချူးချူးတွေတွေပြောနေလို့မလိုဘူးပေါ့နော်ဒီမှာရဲ့အဖွဲ့ချုပ်ကိုမဲပေးနေကြမှာလေဒီမှာရဲ့အဖွဲ့ချုပ်ကိုမဲပေးလို့ရှိရင်အဖွဲ့ချုပ်ကဘာလုပ်ပေးပါလဲဆိုပြီးတော့သူကမေးပါလေဒီတော့ဒီမှာဒီကိစ္စကိုနှမျိုးဖြေပါလေတစ်မျိုးကတော့ဒီမှာရဲ့မူဝါဒတွေကိုရောက်ဒီနိုင်ငံအတွက်ဒီမှာတို့ဘယ်လိုစီမံကိန်းတွေအကောင်အထည်ဖော်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုတာရှင်းပြမှုဟာလေတာဝန်ကြီးကဒီမှာတို့ရှင်းပြပါလေ ဒါမဲ့ဒုတိယဒီမှာတုံ့ပြန်ပုံကတော့ကိုဘာရောက်မလဲကြီးလည်းမမေးပါနဲ့။ကိုကဒီနိုင်ငံအတွက်ဘာလို့ပြိနိုင်ကြလဲဆိုတာလည်းနည်းနည်းမေးရပါဦးလို့ဒီမှာဆော်ရခြင်းပါ။တိုင်းငံများဘောင်းစုံနဲ့ဖွဲ့စည်းထားတဲ့ဒီလိုဒေသမှာဆိုရင်ကျမတို့ရဲ့ပြည်တော်သူကြီးငြိမ်းချမှုအတွက်ကျမတို့ရဲ့ပြည်တော်သူကြီးခိုင်မာတဲ့တကယ်ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုဖြစ်ဖို့အတွက် နာရတယောက်ချင်းတယောက်ချင်းဘယ်လိုကုညီနိုင်ကြလဲဆိုတာကိုပြည်သူတွေကိုစဉ်းစားနေကြတယ်။ဒါကြမစိုးရအားနမ်ကြီးမှပြောခဲ့ပါလေ။ပြည်သူတယောက်ချင်းတယောက်ချင်းမှအဲ့လိုလုံးနိုင်တဲ့အင်အားတွေရှိပါလေ။ကိုကိုတိုင်းကကိုယ့်ရဲ့တိုင်းသားညီမညီကိုမောင်နှမတွေပေါ်မှာမှန်ကန်တဲ့စိတ်ထားထားခြင်းအဖြစ်အများကြီးကုညီဆောင်နေ။ခလေးတွေဆိုလို့ရှိရင်လည်းခလေးတွေအချင်းချင်းခင်ခင်မင်မင်လက်ချင်းအဖြစ်ကုညီနိုင်တယ်။ လူကြီးမိဘတွေဆိုရင်လည်းကိုယ့်ရဲ့သားသမီးတွေကိုတကယ်ပြည်တော်စုစိတ်ကြမိုးဖို့တုံသင်ဆုံးမခြင်းအပြင်ကုညီနိုင်တယ်ပြီးတော့အားလုံးဟာကိုယ့်ကိုယ်ကိုတန်ဖိုးချတာငါ့ကိုဘာပေးမလဲဆိုတာကိုယ့်ဟာကိုယ့်ကိုယ်ကိုတန်ဖိုးချတာမဟုတ်ဘူးနော်ပေးရလူကအချက်ကယူရလူကအောက်ကဆဲသဘောရှိတယ်အဲ့တော့ငါ့ကိုဘာပေးမလဲဆိုတာကိုကနေပြီးကိုကိုကိုနှိမ့်ချတာကိုရဲ့တံပိုးကိုနှိမ့်ချအောင်လို့ဆိုလို့ဖြစ်နေတယ် ပြီးတော့ကိုကဘာလို့ကူညီနိုင်လဲဆိုတာမေးပါအဲ့တော့ကိုကူကိုတံပိုးထားတော့နားမှာလည်းကူညီနိုင်တဲ့အင်အားရှိတယ်နားမှာလည်းဒီလိုလုံနိုင်တဲ့အရေးသွေးတွေရှိတယ်ငါဘာလို့ပေးနိုင်တယ်ဆိုတာအဲ့ဒီလိုကိုကူကိုပြန်မေးခြင်းနဲ့ပြန်မေးတတ်တဲ့ကိုကူကိုတံပိုးထားတဲ့ပြည်သူတွေဖြစ်အောင်လို့ကျမတို့ပြည်သူတွေကဒီလိုကြိုးစားအဲ့ဒီလိုနိုင်ငံဖြစ်လာပြီဆိုရင်ကျမတို့နိုင်ငံအတွက်စိတ်ချရပါဘူး ်ဒီနိုင်ငံတုတ်တဲ့ရေးအတွက်ကျမတယောက်တည်းကိုအားကိုးလို့လည်းမရဘူးအဖွဲ့ချုပ်ကိုအားကိုးလို့လည်းမရဘူးဘယ်ပြက်လာတဲ့အစွားကိုကြီးပဲပုံပြီးတော့အားကိုးလို့မရဘူးဒီသူတွေဟာကိုယ့်ရဲ့စုပေါင်းအင်အားကိုအားကိုးမှကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်စိတ်ချနိုင်မှာပါအခုမျိုးရေးဒီမိုကရေစီဖွဲ့ချုပ်ကတောင်းခံနေတာဟာဝရအာဏာကိုတောင်းခံနေတာမဟုတ်ပါဘူးဒီလူလူကပေးအပ်တဲ့တော်ပင်အရာ ဒီမှာနိုင်ငံကိုပြောင်းလဲပိုင်ခွင့်ကိုဒီမှာတောင်းဆက်နိုင်တာတောင်းဆိုနေတာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲဟာအင်တာမအရေးကြီးပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့လမ်းကြောင်းတစ်ခုလုံးကိုပြောင်းလဲဖို့ဆိုတာဟာအငြင်းရတဲ့အခွင့်အရေးမျိုးမဟုတ်ပါဘူး။သမိုင်းတစ်ခေတ်မှာတစ်ခါပဲပေါ်တဲ့အခွင့်အရေးမျိုးဖြစ်ပါတယ်။အဲ့တော့အခုဒီမှာသမိုင်းတစ်ခေတ်မှာဒီအခွင့်အရေးကပေါ်လာတယ်။ဒီပေါ်လာတဲ့အခွင့်အရေးကိုကျမတို့လက်လွတ်လို့မဖြစ်ပါဘူး။ ဒါကြောင့်ကျမတို့ရဲ့ပြည်သူတွေဟာကိုယ့်ရဲ့ပြည်သူတော်ဝင်ထောက်ဆောင်တဲ့သဘောအရောကိုယ့်ရဲ့ရပိုင်ခွင့်နဲ့ရအောင်လို့လုပ်တဲ့သဘောတရားအဘောသဘောအရောရွေးကောက်ဖို့ကမဲပြမဲပဲပြအောင်ပေးကြပါမဲပဲတဲ့ခါကျရင်အဖွဲချုပ်အလံကိုပဲပေးပါဘယ်ကုန်းစရယ်နာမည်မျက်နှာကိုမှကြည့်ပြီးတော့မပေးပါနဲ့လို့ကျွမ်းအနေနဲ့ပြကြရတာပါ